အညာသားနဲ့တယုံမာတွေကိုပေးစားပါအညာသားနဲ့တယုံမာတွေပေးစားဒီနေ့ကဲအပါမဲမဲအညာသားနဲ့တယုံမာနဲ့ပေးစားမယ်နော်နေ့အညာသားနဲ့တယုံမာပေးစားဘယ်လိုပေးစားမလဲဆိုတာဟုတ်လားကြည့်လိုက်ပါအောင်နော်ဟေ့ အညာသားနဲ့တယုံမဘလို့ပေးစားမလဲဆိုတော့ဟုတ်အညာသားမဲမဲဒူဒူထဲ့ပါကြီးကဲအညာသားလေးမင်းဝင်ကွာနော်အညာသားလေးအညာသားမဲမဲဒူဒူလေးပါအသားမင်းမင်းနဲ့အညာသားညောင်ဦးသားလေးပါ ုံးရကြီးကညာဦးကထက်တယ်ညာဦးပါလေအညာသားလေးပါအညာသားလေးဟဲ့အညာသားလေးပါဒီမှာအကိုကကိုလှုပ်ထားတယ်ပုံးရကြီးပါသူသားတွေ့တာပြဒီမှာရှိပါခဏကိုကကိုလှုပ်ထားတယ်ပုံးရကြီးပါနော်ဒီမှာသိလားကောင်းလိုက်တာပုံးရကြီးဟွန်းဉာဏ်ကောင်းတာဝယ်စားတာနဲ့ဘာမဆိုင်ဟဲ့ဟဲ့ ကဲဟိုကျွန်တော်တို့မှာအရင်တော့အညာသားကိုပျော်အောင်ထားလိုက်အောင်ပဲတိုးမလေးလိုက်သူလေးတိုးမလေးနဲ့ဟိုသာဖြစ်နေအောင်နော်ကဲအညာသားလေးပျော်အောင်ဘဲဦးတိုးမလေးတိုးလို့ပေါင်းထားတယ်ဘဲဦးတိုးမလေးဒီမှာဘဲဦးတိုးမလေးကိုကဲဒီမှာပေးညှားလိုက်တော့မယ်နော်ကဲ အညာသားရဲ့ရေပတ်သေးကိုထည့်ပါပြီလို့ကဲအညာသားရေပတ်သေးကိုထည့်ပါပြီဒီဥမာလေးကိုအညာသားရေပတ်သေးထည့်ပါပြီဒီဥမာလေးကိုအညာသားနဲ့တူအောင်လို့မဲမဲလေးလုပ်ထားတယ်ဟုတ်လားမင်းတို့ဆိုမလိုက်ဥဖြစ်မှာကြောက်လို့အဲ အညာသားနဲ့တရုံမမလိုက်ဘူးဖြစ်မှာကြောက်လို့ဒီတရုံမကိုမဲမဲလေးဖြစ်အောင်လုပ်တာနော်ကဲတရုံမဖြူဖွေးရလဲမဲသွားပြီအညာသားရုပ်ကြီးပောက်သွားပြီနော်ကဲဒါစီလေးနောက်ထုတ်ပြီနော်ကဲဒီမှာဟိုပုံးရကြီးကတက်တက်တက်နဲ့ င်းတင်းတင်းလေးရှိတဲ့အတွက်တက်တက်တဲ့ချင်းတင်းလေးကိုထားပြီးကျွန်တော်တို့ကဒါကိုလုပ်ရပါတယ်နော်ကဲနည်းနည်းလေးကုသရလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ပကြီးသေးလေးပါကျွန်တော်တို့ပုံရည်ကြီးကနည်းနည်းလေးပဲထည့်ပုံရည်ကြီးရဲ့သဘောတဘာဝရာသူကနော်အချင်းပါဒါမဲ့ပုံရည်ကြီးကကျွန်တော်ဒီမှာလောက်တာတိတ်တအားမချင်ဘူးပေါ့နော်ချင်ဖောက်ထားတာမဟုတ်ဘူးကြာရှည်ခါတို့ချင်းတင်းတင်းလေးရှိပါရပြီဒီလောက်ပဲအမနော်ကဲ နည်းနည်းပဲရပြီထဲ့အဲ့ဒါတော်ပြီတော်ပြီတော်ပြီအဲ့လောက်ပဲရပြီနော်ဒါကျွန်တော်တို့သူ့ရဲ့ဟိုမပြောမဆိုတော့ပုံးရည်ဒီရဲ့ချင်းတင်းနေအရသာလေးတွေကိုကျွန်တော်ဒီမှာမကြီးသေးကိုခိုးထည့်လိုက်တာဒီရတာအထုထည့်ရောက်နော်ဒီမှာအညာသားလေးရင်ခွင်နေဦးနော် တယုံမလေးလည်းရောက်သွားခဲ့ဒီကလေးလေးတွေမွေးလာတာမင်းမပြောင်ပြောင်လေးတော့နှလုံးမွေးလာပါတယ်နော်ကပ်ပလီကိုပြစ်သွားပါတယ်ဟမ်ဘာဖြစ်တယ်ညာ